မင်္ဂလာပါကျွန်တော်ဒီနေ့ hangover လို့ခေါ်တဲ့ရက်နာကျခြင်းအကြောင်းကိုတင်ပြဆွေးနွေးကြပါမယ်ရက်နာကျခြင်းကဘယ်လိုဖြစ်ပေါ်လာတာပါလဲရက်နာကျခြင်းကတကယ်တော့ပုံတိုင်းတဲ့ limited ပုံပြီးရက်များစွာတောက်သုံးခြင်းကြောင့်နောက်တစ်နေ့မှာခံစားရတဲ့ဖြစ်ပေါ်လာတဲ့ဝေဒနာပေါ့နော်ရက်အများကြီးတောက်သုံးလို့ရက်နာကျရတယ်ဆိုတာကလူပြောင်းတဲ့ဒူကြောက်နဲ့အဲ alcohol intolerance level မတူကြောက်ဘူးเนาะကို limit ပေါ့ဗျာအာ limit ဒီရက်ဒီရက်ပမာဏတော့သုံးလို့ဒီလူကကြတော့ဒီရက်နာကြတယ်ဒီလူကကြတော့ဘာမှမဖြစ်ဘူးဆိုတာသူတို့ရဲ့အာငါကပြောတယ် intolerance level ပေါ့เนาะဥနုဥရင်กว่าပြီးတော့ပေါ့เนาะပြောမှာဆိုရင်တော့ကိုယ့်ရဲ့ limited ပိုပြီးများစွာတော့သုံးမှုကြောက်ဖြစ်တာเนาะဒါပေမဲ့ခါနေကြရင် ဒီ amount တစ်ခု same amount တစ်ခုပေါ့နော်တောက်သုံးပြီးတချို့အခောက်တွေမှာအရင်ကမကြပဲတချို့အခောက်တွေမှာအရင်ကကြတာမျိုးတွေဂျုံမှုကြမှာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမကြီးကောင်းနေတဲ့နေ့မျိုးအဲ့ဒါမျိုးမျိုးမှာကြတော့အရင်ကနောက်နေ့မှာအရင်မကြပဲနဲ့အဲအင်ကြီးပြက်တာတွေများတယ်အဲတခါလေကြိုက်အင်ကြီးပြက်တာတော့မဟုတ်ဘူးအင်ကြီးဟိုအားရပါးရမအိပ်ရတဲ့ရက်၃ရက်၅ရက်အဲ့လိုမျိုးများနေတာရက်နေတိုင်းတောက်သုံးပြီးတော့ဟိုကောင်အဲ့ရက် ောက်ထားတဲ့ဟာကို recover ပြန်မလုပ်ပေးတဲ့အိတ်ချင်းဖြစ်တော့လကောင်းနားယူချင်းဖြစ်တော့လကောင်း recover ပြန်မလုပ်ပေးတဲ့ရက်တွေညားလာပြီဆိုရင်ပါတီပွဲတွေရှိတဲ့နေ့မျိုးမှာများများတောက်မှုရခါနောက်နေ့ကျရင်အရင်ကတော့အရင်နာမကြဘူးမဲ့ဒီအမောင့်လေးတစ်ခုကအရင်နာကြပါနိုင်ပါလေအဲဒါကလူတယောက်ချင်းပမာဏချင်းတူပေမဲ့အရင်နာကြချင်မှကြမယ်မကြချင်မှမကြချင်လည်းမကြဘူးဆိုတာကအဲ့ဒါကိုပြောချင်တာပါအဲ့တော့ရက် အယ်ကိုအများကြီးကိုတောက်သုံးတဲ့ခါနောက်နေ့မနေ့မှဖြစ်ပေါ်လာတာ dehydration လို့ခေါ်တယ်ရေတက်ခန့်ချောက်ခြင်းရေတက်နေတဲ့ခါကျရင်ဖြစ်ပေါ်တဲ့ဒီအရက်နာကြခြင်းဖြစ်ပေါ်တဲ့ယောဂဆက်ခံစားရမယ့်ဝေဒနာတွေရှိတယ်ပြီးရင် inflammation လို့ခေါ်တယ်ခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းခြင်းပေါ့နော်အဲ့ဒီခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းခြင်းကပြည့်ပေါင်းများစွာအရက်တောက်လာတဲ့လူတွေပို့ပါခန္ဓာကိုယ်ရဲ့အတွင်းကပစ္စည်းအင်္ဂါတွေပျက်စီးစေပါတယ်မှာ pancreas တို့ကြောက်ကလို့ခေါ်အသေးကြီး တဲကြီးအဲ့အဲ့လိုမျိုးတွေကအာပျက်စီးယုံဝင်လာတယ်ဗောနော်နှင်း30လောက်ကြာပြီဆိုရင်တော့ဒါတွေကအာတခြားယောဂါဝင်လာပြီဆိုရင်ပျက်စီးဖို့တေချာသွားပြီနောက်တစ်ခုက disruption of sleep အေးရကောင်းမအေးရလူတွေကအရက်တောင်းကလတီကလမောအိပ်ပျော်သွားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့သူကနှစ်နှစ်ချင်းချင်းမအေးရပါဘူးတဲ့အဲ့ဒါကိုသိသိပ္ပံပညာရှင်တွေကနေပြီးတော့ rapid eye movement ဆိုပြီးတော့ပြောပါတယ်အိတ်နေစင်မှာမျက်ခုမျက်စိလှုပ်တဲ့ မျိုးလုံးလှုပ်တဲ့ခံပေါ့နော်မိတ်တော်လူကအဲများများခတ်တယ်အဲ့လိုဆိုတော့ရက်တောက်တဲ့ချိန်မှာအဲ့ဒီ repeat eye movement လောက်ချမ်းတားများတဲ့အတွက်သူကတကယ်ကြတော့ sound sleep မရဘူးကျွန်တော်တို့ရက်မတောက်ပဲနဲ့နေလာပြီးအဲ6နာရီ9နာရီလောက်အိပ်လိုက်မယ်ဆိုရင်အေးဝဝနဲ့နေချိုက်လုံးလိုက်နေချိုက်ရှိပြီးတော့ရက်တောက်ပြီးအိပ်မယ်ဆိုရင်9နာရီအချိန်ပမာဏပေါ့နော်9နာရီ10နာရီ9နာရီ10နာရီလောက်အိပ်မှာ မူဒူဒူနဲ့ထလာတာပေါ့နော်ရက်တောက်တဲ့အတွက်ပူအိတ်ရတယ်အိတ်ပျော်အိတ်ပျော်သွားတယ်ပူအိတ်ရတယ်ပေါ့နော်ဒီလိုမျိုးအေးမွားတဲ့အတွက်လည်းရက်နာကြတဲ့ခံစားမှုဖြစ်ပေါ်စေနေတာနောက်တစ်ခုကကြတော့ accumulation of toxics by product စိတ်တောက်တွေစုပုံလာမှုပေါ့နော်အဲ့ဒါပါလဲဆိုရင်ရက်တောက်တဲ့ခါဒီ alcohol တွေကိုဒီအသေးကခြေဖြတ်ပြီးပြီးတော့ဒီ chemical reaction ပေါ့နော် by product တခုထုတ်လုပ်ပေးအဲ့ဒါက acetaldehyde ဆိုတဲ့ဒီ chemical တမျိုးထုတ်ပေးတယ်အဲ့ဒီစိတ်ကြီးများစွာခြေဖြက်ပေးရတဲ့အတွက်ရန်နာကြခြင်းဖြစ်ပါတယ်အဲ့ဒီရန်နာကြခြင်းကိုပုံမူဖြစ်စေတယ်ပုံမူခံရခက်စေတဲ့အကြောင်းအရာတွေကတော့အရက်တွေမတန့်ရှင်းဘူး purity မဖြစ်ဘူးဘောနော်နှိမ့်မချိုရတဲ့အရက်တွေတခြားတန်တန်ဆင်ဆင်မထားတဲ့အရက်တွေပြီးတော့မတနောပောင်ခွေမှုကိုဟိုမထိန်ချုပ်ထားတဲ့နော်မတန့်ဆင်တဲ့အရက်တွေအဲ့ဒီအရက်တွေကပိုပြီးတော့ရက်နာကျစေပြီးတော့ ဟိုအရက်နာကြိုင်လဲပိုခံစားရစီရေအစိတ်တောက်တယ်နော်နောက်တစ်ခုကကွန်ဂျီနာလို့ခေါ်တဲ့ fermentation ဖြစ်စဉ် distill ဖြစ်စဉ်တွေမှာပေါ်ပေါက်လာတယ်ဘေးထွက်ထက်တမျိုးပေါ့နော်အဲ့ဒါတော့ red wine အဲ whisky တို့ rum တို့စိန်တားစီနဲ့စိန်နဲ့ကထွက်လာတဲ့အယောင်တွေ chemical ဆိုးဆေးတွေအဲ red wine ဆိုအခွန်ကနေပြီးတော့ပေါ့နော်ဓာတ်ပြူပြီးတော့အဲ့ဒီဓာတ်တွေကလည်းရက်နာကြာချင်းကိုပုံမှုဖြစ်စေပါပဲ။ဘာဖြစ်လို့လဲဆိုတော့အသက်က double load တက်ပေါ့နော်။ အဲ့ကောင်တို့ခြေဖြက်ရတဲ့မျိုးအယ်ကိုဟောခြေဖြက်ရတဲ့မျိုးအဲ့ကြောင့်မို့သူတို့ရှိသူတို့အဲ့လိုအမဲရောင်ရက်တွေအမဲရောင်ရက်မကားတွေ beverage တွေကရက်တွေရပါတော့ပို့ပြီးတော့ရက်နာကြစီမှုဖြစ်စေနိုင်ပါတယ်ဒါကြောင့်မို့အရက်ဖြူ gin vodka ram ဖြူပေါ့နော်အဲအဲ့ဒီ white wine အဲ့ဒါတွေကိုတောက်သုံးခြင်းက red wine ဒီ dark brand တွေ whiskey တွေအဲ့လိုပေါ့နော်တက်သားစီရဲ့နှစ်ချိုးတဲ့အဒီအရောင်ရှိတဲ့ရက်တွေကိုတောက်သုံးခြင်းထက် အဲဟိုနအရောက်မရှိတဲ့ရက်တုံးကြီးရက်ရက်နာကြမှုကိုရခိုင်နှုန်းကနေပါစေပါတယ်ချွင်းချက်တစ်ခုနေနဲ့တကီလာအဖြူကတော့သူ့ရဲ့ရက်နာကြနိုင်ခြင်းတော့ကဒီရောင်ရှိတဲ့ရက်တွေနဲ့တူလို့ပါပဲတဲ့နော်အနောက်တိုင်းစေသိပ္ပံပညာရှင်တွေပြောချက်ချက်အရာတော့ရက်နာကြခြင်းဟာရက်အမျိုးအစားကောင်းတာမကောင်းတာနဲ့အဓိကမပတ်သက်ပါဘူးတဲ့ဘလောက်ဝင်လဲဆိုပမာဏနဲ့ပဲပတ်သက်ပါတယ်တဲ့ဒါပေမဲ့လည်းဒီမှာမတန့်တဲ့ရက်တွေက ပို့ပြီးကုညီပေးတယ်ပေါ့နော်ဟာဒီအကောင်းစားအရက်ရှစ်ပတ်ပြားတပြားနဲ့ကဲဈေးပေါ်တဲ့ local အရက်ရှစ်ပတ်ပြားတောက်မယ်ဆိုဒီ impurity မဖြစ်တဲ့အသန့်စင်တဲ့အရက်ကဒီအရက်နာကြခြင်းကိုကုညီပေးတယ်ပို့ဖြစ်စေတယ်ပေါ့နော်ကျမတော့အရက်ကောင်းကောင်းတောင်းရင်ရက်နာမကြပါဘူးလေအဲပုံမှန်ပြင်တော့မကြဘူးပေါ့အရက်ကောင်းတောင်းတယ်ကိုကောင်းကောင်းတောင်းတယ်လို့ကကောင်းကောင်းလဲစားနိုင်တာ နော်ကျမ်းမိုင်နဲ့လည်းညီညွတ်တဲ့ခါပြီးတော့သူအနာယူနိုင်တယ်ဒီပြီးတော့မက်သနောအရက်တွေမတန့်ရင်မက်သနောမက်သနောပါဝင်တဲ့အတွက်လည်းခေါင်းကိုက်တယ်ဒါပေမဲ့အရက်နည်းနည်းလေးတောင်းရင်တော့မကြဘူးပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲကိုယ့်ရဲ့ limited ပူခဲ့တယ်ပူတိုင်းလည်းအမြဲတမ်းအရက်နာမကြောက်ဘူးနော်အဲ့ဒါအဲ့ဒါကလည်းကျမ်းမာရေးနဲ့လည်းဆိုင်တယ်ပေါ့နော်အရက်နာမကြောက်ဘူးလို့လုပ်နေရေများများတောက်ပါရက် တောက်ပြီးဆိုရင်ကျွန်တော်ရေမများရေတောက်ပြီးရတယ်ပေါ့နော်အိမ်ပြန်ရောက်တဲ့ခါကျရင်ရေကိုနောက်ဝအောင်တောက်ကျွန်တော်ကုထုံးကတော့ဒီအရက်မူလာပြီးအိပ်ပြီးဆိုရင်ရေပလင်းတဲ့ပလင်းနော်ပလင်းကြီးတဲ့ပလင်းထားရတယ်တရေနိုးရင်ရေဝအောင်တောက်တယ်စီးသွားတယ်တိတယ်နောက်မနေ့ကျရင်တော့ရက်နာကြတော့မှစတိတယ်အဲမနေ့အချိန်လေးနိုင်လောက်ချိန်ပြီးပေါ့မနေ့၄နိုင်လောက်နိုးရင်အဲပြေးပါတယ်ပြီးရင်ထက်8ခဏကြီးခွဲလောက်ဆိုထက်နိုးပြီးရေဝအောင်တောက် တေးတေးပေါ့ CO CO အကြီးထားတာလေနောက်ထပ်8 10နိုင်ခွဲလောက်ကြာရင်ထပ်နိုးတယ် energy တော့ပြီး17စနစ်လောက်ဆိုကျွန်တော်ထိုင်တော်တော်လေးကိုအဲ့လိုမျိုးနီးနဲ့အရက်မနာမကြခဲ့တာရှိရပေါ့ကဲလို့ကြခဲ့အောင်တော်တော်တက်တာလေ